ကျွန်တော်ဒီနေ့တရားစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီတရားစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ရေးသားထားတဲ့တရားစာများစုဟာမြေပြင်ခြေနေတဲ့ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တရားစာစစ်စစ်တော့ဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချက်တော်များနဲ့အတူမြန်မာနိုင်ငံနေရာနံပြရှိ ငရင်ဘေးသင့်ခံပြည်သူများဘေးကင်းချမ်းသာကြပါစေဗျာအကြီးတော်ဘုံ အောင်ကိုအောင်ရမည် လင်လဲစကိုင်းငလင်ကြာကြီးဂူအောင်နေရာက ထွက်လာရင်ဘာမစုံဖြစ်သွားနိုင်နေနော် အဟွန်းသူဤရှေ့တွင်ခေါင်းလေးငုံလက်လေးကိုနောက်ပစ်ပြီးရက်နေကြသောဌာနဆိုင်ရာရရှိများကို စုရှမဲနဲ့တော်ကြည်များဖြင့်ကြည်နေရင်အန်ကိုကြည့်၍မန်ပါပါပြောလိုက်သောမဲလုံးမှာအိုဗာအိုက်တင်ဖြစ်သွားသည်ဖြင့်ဒုက္ခများနောက်ဆုံးစကလုံးကအဟွန်းဆိုပြီး တီတီတီဖြစ်သွားလေတော့အားလုံးမှာခေါင်းကို တင်းကုန်၍မျက်နှာဖိုးဆွတ်တက်၍နေကြရသည်ဒီမနက်မှာတတ်ချုပ်ကြီးကငရင်ဘေးတင်ရာဒေသတွေကိုလှဲ့လေကြည့်ရှု၍မှာစားအဲ့လီမှာကြားတာတွေလုံမယ်ဆိုတော့ရှေ့တော်ပြေးဖြစ်တပည့်ကျော်ကြီးမဲလုံးမှာဌာနဆိုင်ရာလူကြီးတွေနဲ့ကြိုတင်ဆက်တိုက်နေရခြင်းဖြစ်သည်မင်းတို့မှတ်ထားကွာစပူတီပါလက်ရတောင်ကျွန်း ဩဘာနမိတ်ထွန်းတဲ့ကိုဗစ် -19 ကရောဂါဆိုကြီးတကဘာလုံးကိုလွှမ်းခြုံနေတဲ့အချိန်တွေတုန်းကအပတ်တချုပ်ကြီးနော်မြမယိုယာတဲ့ဥတက်ဖူတွေကနေကာကွယ်စည်းထုတ်မယ်လဲဆိုရောလန့်ဖြတ်ပြီးယောဂါတွေရက်တန့်သွားတယ်ဒီအချိန်မှာတနိုင်ငံလုံးကို ကိုဗစ် -19 လို့လဲပြောင်းပြီးခေါ်ခိုင်းလိုက်ရော အပြေးတိုင်ကိုပျောက်ကင်းသွားကြတာကဘာကတိအဖနော် ကွေးနေထူးနိုင်တဲ့ပိုဆွမ်းနေ မဲလုံးကပြောင်းလဲစာစကားကိုရဲ့၍တစ်ချက်ကဲခတ်ကြည့်လိုက်တော့အာလုံးကငြိမ်သက်တိတ်ဆိတ်စွာနားထောင်နေတာကို တွေ့လိုက်ရတော့ကျေနပ်ပြုံးပြုံးပြီးစကားဆက်လိုက်သည် အခုငရင်ဘေးကိစ္စကလည်းဒီလိုပဲကွာကဲပြောစမ်းပါဦးဒီငရင်ကဘယ်နေရာကိုအထိကလှုပ်ခတ်သွားတာလဲအာလုံးရဲ့အကြည့်များက မနေ့7နာရီခွဲမှယုံလာတက်ပြီးမွန်လွဲ2နာရီမှယုံဆင်း၍ တပတ်လင်တင်းလာတောက်ကြနေရဲ့ပုံမှန်ရုံးတက်လီရှိသောမိုးလေဝသနှင့်ဇလပေရာဌာနမှညွန်ကြားရေးမှုစီတို့အကြည့်ရောက်ကုန်ကြသည်ညွန်မိုးကလည်းကလေးကစခွေးဆုံးဖြင်နိုင်သောမိကုံးမို့ခေါင်းကုံမို့ရင်ကိုကော့၍ဒီငလင်ကစကိုင်းကိုဗဟုပြုတ်ပြီးတက်ခတ်သွားတဲ့စကိုင်းငလင်မှပူချုပ်မန်လေးမှလည်းအပြင်းထန်ထိခိုက်မှုတွေရှိပေမဲ့စကိုင်းမှလည်းအဲ့ဒီထက်မရော့ရင်တောင်ပိုဆိုးဖို့ပဲရှိပါတယ်ခမညာ မန်လေးနဲ့စကိုင်းကဘာကွာလဲဆိုရင်မန်လေးမှာကအချိန်နဲ့တပြင်းညီသိရှိနိုင်တဲ့အင်တာနက်ကွန်ရက်ကောင်းမွန်မှုတွေရှိပါတယ်။စကိုင်းမှာကြတော့အင်တာနက်လိုင်းတွေဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပြီးနေ့စဉ်နေ့တိုင်းလေချောင်းတိုက်ခိုက်ခိုက်တိတ်ဆမ်းအေးဘေးရုတ်တရက်ဖြတ်អော်လိုက်သည့်မဲလုံးတန်ကြောင့်မိုးစလညွန်မှုခမညာမျက်နာမှာတွေးဆုပ်သွား၍ကြောက်တူးတွေပါတဆက်ဆက်တုန်နေတော့သည် မင်းကဘာသဘောနဲ့ပြောတာလဲဘာရည်ရွယ်ချက်နဲ့ရှင်းပြနေတာလဲမင်းကအဲ့ဓာရီမင်းနေလို့လားနောက်ဆိုရင်လိုရင်းကိုပဲဖြီးရှောင်မရှင်နဲ့ကြာလာအကုန်လုံးဂူရဲကကြာကြီးကဘာရီစီစဉ်ညွန်ကြထားလေတော့မသိဂူပြင်ကကြာပုံတော်ကြီးကတော့အခွင့်ရရာတော့မှာရှဲပါဝါပြနေလေသည်အေးဒီနေ့ပြောခြင်းနဲ့လိုရင်းချက်ကတော့အခုချိန်ကစပြီး မြန်ဖအလင်းအဝေးမုံသတင်းစာတွေနဲ့အန်ဖာ TV မြောက်ဝတီရုံမြင့်တန်ကြားတွေမှာသခိုင်းငလင်းဆိုတဲ့အတုံးလုံးလုံးဝတုံးမပြူရတော့ပဲမန်လေးငရင်ကြီးလို့ပြောင်းလဲတုံးပြူပြောဆိုရမေဟိုကောင်တွေပြောနေတာကြားလားစကားပြောနေရင်တောင်းကုန်တွင်ထိုင်နေသောပြန်ကြားရေးဝင်ကြီးဌာနညွန်မှုနဲ့လက်ထောက်ညွန်မှုကိုလှန့်ကြည့်ပြီးငောက်လိုက်လေတော့နှစ်ဦးလုံးမှာပုတ်တင်ညိုကဖေခေါ်ရလောက်အောင်ပင် ခေါင်းကိုတသွင်သွင်ငိတ်ပြ၍နှုတ်မှလေဟုတ်ဗိုလ်ချုပ်ဟုတ်ကဲ့ပါခမဆိုတော့မဲလုံးမှာတွားကြီးဖြေသားနဲ့သဘောကျနေတော့သည် အမှန်ကတချုပ်ကြီးညွန်ချထား၍ပြောနေရပေမဲ့မဲလုံးလည်းဘာမှမသိဒီစီဝေးဆာကန်ဒီသူလမ်းလျှောက်လာချိန်မှာလိုင်ကမ်းမှာဆင့်ပေရတော်မူမုတ်ဆုံးမနှစ်ယောက်ဤစကားပြောတန်ကိုချမှသာအနှင်းငယ်ရိုးရိုးရိတ်တိတ်သိရခြင်းဖြစ်သည် သူကလည်းဒီနေ့မှနောက်လိုက်နောက်ပါရီမပါဘင်းငရင်ပေးဖော်ရှုပြရန်အတွက်အိမ်နေရင်ဖြစ်တယ်လို့ဝတ်စားပုံမျိုးနဲ့ထွက်လာခြင်းတက်အဝင်ဝရောက်မှာတော့ဟဲ့ကောင်းမကြီးအင်းတော်မျိုးကို KNA ကဥဆောင်ပြီးတော်လန်ရေးပူပေါင်းတက်တွေကတင်လိုက်ပြီးတော့စစ်တုံးပန်း40ကျော်ဖန်စီရရှိပြီး120မှမှ122လက်နက်ကြီးတွေနဲ့လက်နက်ခဲယမ်းတွေအများကြီးရပါတယ်တဲ့ဤအောင်မေအီ အင်းတော်ရင်ပဲဟုတ်ပါမလဲဖလန်းမျိုးကိုလည်းချင်းကြီးနောင်ကတင်လိုက်ပြီလေညီတော်ငါတို့ယောက်ျားတွေစောစောစီးစီးတည်သွားတာအေးပါလေဤဝစ်ကျွတ်သွားတာပေါ့ဟဲတယောက်ကပြောရင်းဆိုရင်မျက်ရည်လေးတဆန်းဆန်းနဲ့စကားဆိုလီတော့ဝစ်ဟုတ်မလားအေးဖင်မနိုင်ပဲဟင်းစားကြင်တဲ့ဟိုမအေးရောမအားလာကြောင်လီတင်းကတော့အရှက်မရှိတရက်စီလုံနေပြီးငရင်ဘေးကာလာကြီးမှာတောင်းရှင်ပန်း9500နဲ့အလူလုံနေလိုက်သည် ရန်ကုန်ကငါညမာကလှန့်ပြောတယ်အမကြီးညီတို့ပါကတကြီးဖေရရွာသားကောင်းမှုလုတ်သွားတယ်ဟေကျောင်းတွေကကလေးတွေကိုမဲနိုင်ပြီးကိုရင်ဝတ်ခိုင်းပြီးတော့မုံဘိုးတယောက်သသိန်းစီပေးမယ်ဆိုပြီးအလူပွဲလဲပြီးရောတပြားမှမပေးပဲအယူကွက်နင်းလို့ထိုင်းကိုအစည်းဝေးတက်မယ်ဆိုပြီးလက်သွားတယ်လို့လှန့်ပြောတယ်မအေးရိုးကြီးဟဲ့တို့တို့ပြောပါဤဟိုမှာလူကြီးတယောက်ရှိတယ် အနားမှာရောင်းလဲလဲလှုပ်ပြီးခိုးနာထောင်နေတဲ့မင်းလုံးကိုမြင်တော့တယောက်ကလက်ကုပ်ပြီးစကားဟန့်သည်ဒါပေမဲ့ဒေါသထွက်နေပုံရတဲ့အမျိုးသမီးက ထားလိုက်ဆမ်းပါဤလန်ကန်ထဲမှာအိနာချင်းလိုက်တူးနေတဲ့လူနေမှာပေါ်ဟူ၍ဆိုလေတော့မင်းလုံးမှာရောင်ရမ်းပြီးဖုံးကိုထုတ်၍မှန်ပြင်ပေါ်မှမိမိပုံစံကိုကြည့်လိုက်မိတဲ့အထိနင်းသွားရ၏အခုလဲစောက်ပေါ်ကြီးကစကိုင်းငရင်လို့ခေါ်နေကြတာဟာစကိုင်းဆိုတဲ့သဘောက စစ်ကကိုင်းနေပြီကိုင်းနာဟာနေနေပြိုလဲတယ်ဆိုတဲ့နမိတ်ကြောင့်ဆိုပြီးမန်းလေးငလင်းလို့ပြောင်းခေါ်ရမယ်လို့နမိတ်ထုတ်တဲ့တကယ်ကိုစောက်ယူနှစ်ထပ်ကွမ်းပါ၏ပြောရင်းဆိုရင်တရွေ့ရွေ့ဝေးသွားတော့အမျိုးသမီးနှစ်ယောက်ကိုငေးရင်မဲလုံးခမရခုမှတဝဝရှူရလေသည်သူတို့သာဆက်ရှိနေရင်တော့မကြခင်မဲလုံးဘဝကချီကျုံသမားဖြစ်တော်မယ်လီအတွေးစားကိုရက်တံပြီး ပစ္စုပန်ကိုပြန်ရောက်လာတာတောင်းမဲလုံးနှခေါင်းနဲ့အနတ်တစ်ခုခုရနေတယ်လို့လို့မလုံမလဲနေမင်းတို့တွေကိုဆောက်လို့ကိုတိချလို့ကြငါတို့ကိုအာနာတီမြဲစေခြင်းလို့ရေရုနဲ့မြေရုကပါကောင်းချီးပေးနေတာဒီတချိန်မှအမျက်မထုတ်နိုင်ရင်ငါတို့ချရှုံးရလိမ့်မယ်ဒီကပ်ဘေးကိုကြောင်းပြုတ်ပြီးကဘာမှာတရဝင်းဆိုးရဖြစ်ဖို့ငါတို့တို့ခွင့်လန်းတွေဖန်တီးနိုင်ရမယ်ငရင်မှာလူဘလောက်သေးတာကရေးမကြည့်ဘူး ပြည်ပနိုင်ငံတွေအနေနဲ့ငါတို့ကိုတနာကိယူနာတပ်ဖို့ကအရေးကြီးဆုံးပြီးတော့မဲလုံးပြည်ပကနေလေပီဇာနဲ့ဝင်လာမဲ့နိုင်ငံသားတွေကိုပိတ်ထားလိုက်တော့ဒီကောင်တွေစီကနေသတင်းတွေကဘာကတိလို့မဖြစ်ဘူးလိုအပ်လာရင်မြောက်ကိုရီးယားကလှုပ်ထုံးလုံကြီးတွေကိုလေ့လာထားထိုင်းကနေပြည်ပြန်လာပြီးညာရင်းချင်းလှုပ်တဲ့လီယိုဝက်စီဝေးမှာတက်ချုပ်ကြီးပြောခဲ့တဲ့စကားတွေကိုမဲလုံးပြန်လေကြားရောင်မိပြီးတက်ပြင်းတစ်ချက်ချမိသည် တဆက်ထဲမှာပင်ပြည်ပနိုင်ငံများစွာကလာလူထားတဲ့တန်ချီနေတဲ့နေပြည်တော်ကိုရောင်ကြီးထဲမှာကယ်ဆယ်ရေးအကူအညီပစ္စည်းတွေကိုမြင်အောင်မိပြီးမင်္ဂလာရုံဈေးမှာအောက်ဈေးနဲ့ပြန်သွင်းရင်ပင် မနေမနော်ရမှာကို တွေးမိ၍မဲလုံးကြည်နူးမိပြန်သည်စခိုင်းမှာမနေ့ကဖြစ်တော်တဲ့ကိစ္စလိုထပ်မဖြစ်အောင်တော့ဒီပစ္စည်းတွေကိုဘဲမှမလူဖို့တတ်ချုပ်ကြီးကိုပြောရအောင်မည် ငရင်ဘေးသင့်ပြည်သူများအတွက်လူရန်ထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုရိုက်နှက်လူယူမှုဖြစ်ပွားတဲ့ဘေးသူတွေလဲဆိုတော့ကြေးရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေအရက်ခေါ်အုပ်ကြီးပေါ်အလူရှင်ဖွဲ့တစ်ဖွဲ့ကစကိုင်းမြို့ပေါ်ကငရင်ဘေးဒဏ်တင်ပြည်သူတွေအတွက်ကုညီရေးပစ္စည်းတွေလာရောက်လှူဒန်းကြတော့အုတ်ကြီးနဲ့ဖွဲ့ကငါတို့စီကိုအတ်ထားခဲ့ပြည်ရင်ဝေပေးလိုက်မယ်လို့ပြောကြတာပေါ့ ဒါဝိမဲ့လေလူရှင်ဖွဲ့ကနေအုတ်ကြီးတို့ကိုဒုက္ခမများစေချင်ပါဘူးကျွန်တော်တို့ကိုယ်တိုင်ပဲဝေပေးလိုက်ပါမယ်ဆိုပြီးငရင်ဘေးတင်ပြည်သူတွေထံကို ကိုယ်တိုင်လှူဒန်းကြတည်းလူနေတဲ့ချိန်တုန်းကတော့ဘာမှမပြောပဲအလူရှင်တွေလည်းပြန်သွားရော အုတ်ကြီးမိမကတစခန်းထပါလီရောရှင်ပါကဒီလာတော့မင်းတို့လာစာမယူကြနဲ့ပြည်ရင်းပြည်ပါကလာသည်မြကွန်ကြီးကယ်ဆယ်ရေးပစ္စည်းတွေကိုကြိုက်တာယူဆို့ အမလီတော် အခုတော့ဆင့်ဖြင့်ခွေးတက်ရိုးပြီးဆိုပြီးတနေ့လုံးပြစ်တော့ပြစ်တော့ပြောနေလို့အုတ်ကြီးလည်းမခံနိုင်တော့တဲ့ဆုံးသူ့အမျိုးတွေခေါ်ပြီးလှူရန်ထားတဲ့ပစ္စည်းတွေကိုတော့လှူတော်တာပဲအဲ့ဒီလိုပြန်လှူတဲ့အချိန်မှာပစ္စည်းမပေးသူတွေကိုအုတ်စုဖွဲ့ရိုက်နေကြတာအသက်21နှစ်အရွယ်ငရင်တန်တဲ့မိန်းကလေးပါပါတဲ့ဆောက်အုံနောက်နေတဲ့ဒီလိုကောင်တွေလိုတော့မလုပ်ဘူး ။ဒါကြောင့်မို့ငရင်ပေးအေးသွမ်းမှသာဒီကယ်ဆယ်ရေးပစ္စည်းတွေကို နာခစ်တုံးကားလိုအောက်ဈေးနဲ့ပြန်သွင်းရမည်။ကို့တွင်းနဲ့ကိုသဘောတကျပြောင်းလိုက်ပြီး မဲလုံးတယောက်တာလဘတ်ကာမိုးအောင်မှယာယီစီဝေးဤနှိကုံးရုပ်စကားကို ပြောဆိုလိုက်လေသည်။ဒီနေ့စီဝေးကိုအတိကအကြောင်းအရာနဲ့နှိကုံးချုပ်မယ်။ကျုပ်ကရှေ့ကနေဘာငရင်လဲဆိုရင် ခမရိုးကနောက်ကနေမန်းလေးငရင်လို့လိုက်ဩ။ကဲစမယ်။ 3ပေါငရင်လေမန်းလေးငရင်တူတောင်အားကြကြမပါပဲအတန်ဝါကြီးဖြစ်အော်ဟစ်လိုက်တာကို ပြန်ဖြေတဲ့လူစုအတန်ကတူတူညံ့ညံ့နဲ့ဆိုတော့မေလုံတော့ပွားသွားသည်ကြက်ကြက်ဩပေါငရင်လေထိုခိုက်မှာပင်မေလုံစပီတိုင်ပင်အော်လိုက်ကလေးကအစီဝေကျင်းပါရာနေရာနဲ့မလန်မကန်းသို့ရောက်ရှိနေကြသော တက်ထဲမှာမုတ်ဆိုးမသားလေးတစုကအတန်ပြဲကြီးနဲ့ဝိုင်းအော်ချလီတော့သည်စကိုင်းငရင်မဲလုံးမှာမျက်လုံးကြီးအပြူသားနဲ့ကြောင်အပီကြည့်မိနေခိုက်ထိုကလေးတစုက သူတို့ဘာသာသူတို့ မေးလိုက်ဖြေလိုက်နဲ့စူညာပွက်လောရိုက်၍အော်ဟစ်ကုန်ကြလီတော့သည်ဘာငရင်လဲစကိုင်းငရင်ဘာငရင်လဲစကိုင်းငရင်ဝေး